မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာလောကကျော် channel ကပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့တင်ဆက်ပေးခြင်းတဲ့သတင်းကြောင်းအလေးတွေကတော့ရန်ကုန်မှာ KBZ ဘဏ်ဝင်တဲ့တသက်ဆောင်နဲ့ခင်မိုးစစ်ဘိုလ်အောင်ပြည့်စုံတို့ကလူပေါင်း30ကျော်စီက30ရာခိုင်နှုန်းအမြတ်ပေးတဲ့ပုံစံနဲ့ငွေကြေးစုဆောင်လိမ့်လေဖြစ်ခဲ့ရာငွေကျပ်သိန်းထောင်တောင်းချီပါသွားကြောင်းငလင်ကြောင့်အဖြစ်အစီများသွားခဲ့တဲ့နေပြည်တော်ကဘိုးဘန်စီးပွားကုသန်လာဝကနဲ့နိုင်ငံခြားရေးယုံတွေယခုလာတဲ့ရန်ကုန်ရွှေပြောင်းမယ်ဆိုတဲ့သတင်းနဲ့ ဖြူဖြူတွေခိုင်နေဝဲလို့လို့စင်ရသားဗန်းပြလှုပ်ရှားတွေနဲ့အောက်တန်းစားမီဒီယာတွေကိုဘိုင်နင်းနဲ့ပါရေးသားလာတဲ့ကိုကရိုဆေတူစတဲ့သတင်းတွေကိုတင်ဆက်ပေးပါစေ။ရန်ကုန်မှာ KBZ ဘန်ဝင်တဲ့တသက်စော်နဲ့ခင်မွန်းစစ်ဘုအောင်ပြေဆောင်တို့ကလူပေါင်း30ကျော်ထံက10ရာခိုင်နှုန်းအမြတ်ပေးတဲ့ပုံစံနဲ့ငွေကျပ်သိန်းထောင်တောင်းချီလိမ့်လဲသွားကြောင်းလိမ့်လဲခံရသူတချို့ကရန်ကုန်ခေတ်တည်နေဌာနကိုပြောဆိုထားလို့သိရပါဗျ။ဆီယနာသိမ်းပြီးနောက်ကမ်ဘောဇားဘန်ကဘန်ကောက်ဟောင်းမြအိုးကောက်ထံကငွေကြေးထုတ်ယူမှုတွေကိုကန့်သက်ထားခဲ့ကြောင်း အဲနောက်ကမ္ဘောဇာဘဏ်မှာငွေကြေးအနှံထားသူတွေကဘဏ်အတွင်းမိမိတို့ရဲ့ပိတ်မိနေတဲ့ငွေကြေးတွေကိုဘဏ်ကနေပြန်ထုတ်ယူနိုင်ရန်ရာငံလုံးပေးပြီးထုတ်ယူနိုင်ရန်အတွက်ရန်ကုန်မြို့ပါရမီချော်တွင်ကုန်းကမ္ဘောဇာဘဏ်ဝန်ထမ်းတသက်ဆောင်ကလှုံ့ဆော်ပေးခဲ့ကြောင်းအဲနောက်ယုံကြည်မှုကိုရယူကရာငံလုံးပြည်အမြတ်ပေးတဲ့ပုံစံနဲ့ငွေကြေးများထည့်ဝင်စေကြောင်းအဲနောက်ထည့်ဝင်လေပတ်ငွေတွေမှာငွေကျပ်သိန်းတောင်းချီဖြစ်လာချိန်မှာပဲငွေကြေးအလုံးကိုလိမ့်လေသိမ်းဆောင်သွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်ငွေကြေးလိမ်လို့သူကမ္ဘောဇာဘဏ်ဝန်ထမ်းတသက်ဆောင်ရဲ့ခင်မောကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အမှတ်390ချင်းမြန်တရင်ကစစ်ဘုအောင်ပြေဆုံးဖြစ်ပြီးလက်ရှိချိန်မှာလင်းမယားနှုတ်ဦးလုံးကရှောင်ပြေးနေခြင်းဖြစ်ကြောင်းဗန်တွေကငွေထုတ်တာတွေကို limit လောက်ကန့်တက်လိုက်တော့ဂျာကင်နှုံးတွေနဲ့အပြင်တွေမှာပေးရတယ်လေဂျာကင်နှုံးပေးပြီးကိုကြိုက်တဲ့လောက်ထုတ်ဖို့အဲ့ဒီပုံစံနဲ့ငွေဘလောက်ထည့်ထားရင်ငွေကြေးဘလောက်ယာကန်နှုံးအမြက်ရမယ်ဆိုပြီးပေးတယ်အဲ့ဒီကနေငွေတွေထည့်ခိုင်းတာပေါ့အစကတော့မြက်ယာကန်နှုံးတွေပေးတော့အော်မဆိုးဘူးပေါ့ သူလည်းကမ္ဘောဇာဘဏ်ဝင်နေဆိုတော့မလင်လောက်ပါဘူးဆိုပြီးလူတွေကငွေတွေများကြီးထည့်တယ်။ဒီလမက်ဆာ28နဲ့ငလင်ဖြစ်ပြီးမှငွေတွေအားလုံးလိန်သွားတာလို့ကိုရိုင်းလင်လည်းခံရတဲ့သူကခုလိုပြောပြထားတာပါ။လက်ရှိမှာငွေကြေးလင်လည်းသူစစ်ဘောအောင်ပြေဆုံးနေဇနီးတသက်စော်တို့က Facebook အကောင့်တွေကိုပါဖျက်ပြီးထွက်ပြေးသိမ်းရှောင်နေကြောင်းမြန်ကုန်မြို့နယ်မှာရှိတဲ့စစ်ဘောအောင်ပြေဆုံးရဲ့မိဘတွေနေကိုတောင်းရောက်မေးမြန်းပေမဲ့လည်းတာဝန်ယူမှုမရှိကြောင်း စစ်ဘိုလ်ရဲ့မိဘတွေကလည်းရဲမှုဇော်ထွန်းနဲ့ကြောင်းစီယာမှာမြင့်မြင့်ခိုင်တို့ဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်။ငွေကြေးလင်လယ်သူဘန်ဝင်နဲ့တက်တက်စွာကလည်းကမ္ဘောဇာဘန်မှာလည်းမယိုမတာလှုပ်ဆောင်မှုနဲ့အမှုဖွင့်ကန်ခဲ့ရဘူးသူဖြစ်ကြောင်းကိုလည်းသိရှိရပါတယ်။ဆက်လက်ပြီးအင်အားဖြင့်စကိုင်းငလင်ကြီးကြောင့်ပျက်စီးထိခိုက်မှုတွေထဲမှာစစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ကလူနေအဆောင်များသာမကဝင်ကြီးဌာနရုံးများဝန်ထမ်းအင်အားများ80ရာခိုင်နှုန်းခန့်ပြိုကျပျက်စီးခဲ့တာကြောင့် ဌာနဆိုင်ရာယုံတချို့ကိုကြကြံပြီးရန်ကုန်မြို့ကိုယာယီပြောင်းရွှေ့ရုံးဆိုင်ရန်စီစဉ်နေကြောင်းကိုလည်းသိရပါဗျ။ခလင်ကြောင့်နေပြည်တော်မှာရှိတဲ့လွတ်တော်သမရအိမ်တော်ကာကွယ်ပြည်ထရေးဝင်ကြီးဌာနတွေပါဝင်ဌာနဆိုင်ရာအဆောက်အဦတွေများစွာပျက်စီးခဲ့ပြီးဝန်ထမ်းအိမ်ယာယာနေချီပျက်စီးကဝန်ထမ်းတချို့လည်းတေဆုံးခဲ့တာကြောင့်စစ်ကောင်စီဝင်ကြီးဌာနတချို့လဲပတ်မှုရဆိုင်ကမြန်မာပြည်တွင်းခီးသွားဗီဇာတိုးရေးဗီဇာလျှောက်ထားမှုလည်းယာယီဆိုင်းငံ့ထားတာပဲဖြစ်ပါတယ်။လက်ရှိမှာယာယီတဲထိုးပြီးလဲပတ်နေရတဲ့နိုင်ငံခြားရေးဝင်ကြီးဌာနက ဟိုတယ်နဲ့ခီးသွားလိုက်ဝင်ကြီးဌာနလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အရာဝင်ကြီးဌာနစီးပွားရေးနဲ့ကုသရောင်းဝယ်ဝင်ကြီးဌာနဘူပန်စားရှိတဲ့ရုံးတွေကိုရန်ကုန်မြို့ကိုယာယီပြောင်းရွှေ့ရန်စီစဉ်နေကြောင်းနေပြည်တော်နဲ့နေဆက်သူတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တိုင်ဝန်ကသိရပါဗျ။ရန်ကုန်မြို့ကအင်္ဂလိပ်လက်ထက်ကလေးကအစိုးရရုံးဆိုင်ရာမြို့တော်ဖြစ်ပြီးစစ်အစိုးရနေပြည်တော်တည်ပြီးနောက်ရန်ကုန်ကဝင်ကြီးဥစ္စာတို့ချို့ကိုစီးပွားရေးလုပ်ငန်းရှင်တွေကိုရောင်းချခဲ့ပေမဲ့အထူးရုံးတွေကကြန့်ရှိနေစေဖြစ်သလို စီဝိုင်းနဲ့ကုသန်းရောင်းဝယ်ဝင်ကြီးဌာနကဲ့သို့ရုံးလုံငန်းများကိုတချို့တဝက်လုံဆောင်နေတဲ့ဌာနများလည်းရှိနေဆဲဖြစ်ပါတယ်။အကြံဘက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကတော့ငလင်ကြောင့်ပြည်စည်းကြီးမားခဲ့တဲ့ဝင်ကြီးဌာနရုံးနေပြန်လည်တည်ဆောက်ရေးငလင်တင်းဒေသတွေကအိုးအိမ်တွေနဲ့လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေပြန်လည်တည်ဆောက်ရေးအသုံးခွန်ဆိုင်လုံဆောင်ရမှာဖြစ်ကြောင်းမြန်မာနစ်ဆန်တရက်နေ့ကနှစ်သစ်ကိုမိန်ကွန်းမှာပြောဆိုထားပြန်ပါတယ်။စီဒီအမ်ဘူကြီးစင်ရောက်ကတော့အရက်ဘက်ဝင်ကြီးဌာန၃ခုဟိုတယ်နဲ့ခရီးသွားနိုင်ငံသားကြီးပြီးတော့ လူဝင်မှုကြီးကြပ်ရေးရွှေ့မယ်လို့တင်ကြရပါတယ်။ရွှေ့ဖို့လည်းသူတို့ပြင်ဆင်နေပြီလို့သိရပါတယ်။နေပြည်တော်မှာဆိုးဆိုးရွားဖြစ်တာပေါ့နော်။စီယုံနဲ့မှာဆိုရင်90ရာခိုင်နှုန်းတော့ခံမှန်းတယ်။မြင်းသားထင်တာတပုံမှတ်တမ်းရဆိုရင်ကျင်းမနာမြို့တွေကခါလာရ85တခုတည်းမှတ်တမ်းရလေလို့ AR တိုင်းကိုပြောကြားထားလို့သိရပါတယ်။ဒါပြင်အကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံနဲ့တိုက်ပွဲတွေအတွက်စစ်တင်အရာတွေဆေးလွတ်ထားပြီးတဘာဝဘေးဒဏ်ခံရချိန်မှာကေဇေးအင်အားဖြင့်ပြောင်းလဲဆောင်ရွက်နိုင်ခြင်းမရှိတာကြောင့်၎င်းတို့ရဲ့တပ်မိသားစုဝင်များ ဌာနဆိုင်ရာဝန်ထမ်းများအတွက်ကိုတော့ထိတိယောက်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလှုပ်ဆောင်နိုင်ခြင်းမရှိတာကိုတွေးရကြောင်းလည်း၎င်းကပြောပါရယ်။လက်ရှိနေပြည်တော်ကဝင်ကြီးဌာနတချို့မှာယာယီသည်များထိုးပြီးရုံးထိုင်နေရပြီးတပ်မိသားစုတွေကလည်းမိမိစီစဉ်တဲ့အခြားနေရာတွေမှာရွှေပြောင်းငှားရနေထိုင်ခြင်းများပြုလုပ်နေကြောင်းနေပြည်တော်ဒေသခံများထံကသိရပါရယ်။နေပြည်တော်ကဒေသခံတွေကလည်းသူတို့ဝင်ကြီးဌာနတွေအကုန်ပြိုတယ်။နိုင်ငံသားရေးဆိုလဲကုလသံအမတ်တော်ရုံးရှိမြက်ခင်းမှာတဲထိုးပြီးလှုပ်ရတာလေ။ ရွှေလာကတော့ရန်ကုန်မှာကအရင်ရုံးဟောင်းတွေလည်းရှိတော့ခဏရွှေလာဖြစ်မယ်။ဝင်တဲ့အိမ်ယာတွေလည်းတော်တော်ပြိုတာလမ်းတွေပေါ်မှာရောဘူလာတွေမှာရော ထားထားတာတွေ့ရတယ်။ဒီ၆လပဲမတိုင်ခင်တော့နေစရာပြန်ရဆောက်မယ်ပြောနေတယ်။ဝင်ကြီးဌာနတွေဝင်တဲ့အိမ်ယာတွေဘက်တိမ်မသွားလို့တောင်ပေါ်တွေမှာဆိုတော့အကုန်ပြိုပဲ။အဲ့ဒီပြိုကြတဲ့တိုက်တွေကြပစ္စည်းဝင်ရှာဓမြတွေတောင်တိုက်တယ်။အခုတော့တွေ့ရင်ပြစ်မယ်ဆိုလို့ငြိမ်သွားတာလို့အချင်းတွေကိုပြောဆိုထားတာပါ။ဆက်လက်ပြီးနောက်တဲ့တင်ကြောင်လေးကတော့ကိုကလိုဆေးတို့ရေးသားထားတဲ့ပွန်းများဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ Poverty ပွန်းနေတဲ့ပတ်သက်တဲ့စာတပုတ်ဖတ်မိတယ်။မြန်မာပြည်မှာဘသူတွေကတော့ဖြင့်ဘလို့ပုံစံနေနဲ့စင်ရဲသားပြည်သူတွေကိုအတုံးချပေး Poverty ပွန်းနီးလန်းနဲ့ကိုကျိုးချကြရဲဆိုတဲ့အကြောင်းအဲ့ဒီစာဖတ်ပြီးတော့လေညနာတွေကစိတ်သေးစီပေါ်လာတော့လာပါပဲ။ဒါဖြင့်ဒီလိုတွေးကြည့်အောင်လူတယောက်ကတခြားလူတယောက်ရဲ့ခက်ခဲကိုစိတ်ရင်းနဲ့ကူညီခြင်းလို့သူတတ်နိုင်တဲ့လောက်ကူညီလိုက်တယ်ပေါ့။အဲ့လိုကူညီလိုက်တဲ့ကုသိုလ်အဖို့ဘာကကိုမိတ်ဆွေတွေကိုလည်းမျှဝေခြင်းတော့လူမှုမီဒီယာအပြင်အသိပေးလိုက်တယ်ပေါ့။ ဒါနဲ့ပဲတခြားသူတွေကလည်းတရာပေါက်လာပြီးဝိုင်းလူကြတော့ဟိုခမပိုးအစင်ပြေသွားတယ်ပေါ့ဒီလောက်ထိကတော့ဘာဆိုဘာမှကိုပြောစရာမရှိသေးအဲဒီလောက်ကိုလည်း poverty ပွန်းလို့မတတ်မှတ်ဘူးအခုကဘာတွေဖြစ်လဲဆိုတော့စင်ရသားပြည်သူတွေကဈေးကွက်တင့်ရကိုကြကြနနကိုတားကောင်ရှာတယ်လို့ရှာငိုဟဲရဲရဲတွေကိုမိရတိတိချာချာကိုရိုက်ကြအဲ့ဒါတွေပြပြပြီးလူတွေစီကဂယုနာတွေအားပေးမှုတွေကိုရယူဒီတော့နမယ်ရီနဲ့တကွာပဲပြောပါတော့မယ်ဖြူဖြူထွေးဟင်းသူအောင်ခိုင်နှင်းဝေဝေလူကျော် မိုးဆက်လူရှင်တော်တွေဟာ poverty point နီလန်အပြင်ထင်ပေါ်တင်တာထက်ပိုပြီးထင်ပေါ်လာသူတွေဒါမှမဟုတ်မထင်ပေါ်တင်ပဲထင်ပေါ်နေကြသူတွေပါထူခန့်ကြော်ရလဲခொနည်းသားသမီးတွေကိုကဲတင်နေလေဟန်လေးတန်တွေပြည်ရင်ရန်ကူပြီးကျွဲဝါထင်ပေါ်လာတဲ့ poverty point တစ်မျိုးပါပဲ poverty point ဆိုတဲ့စကားကိုတဲ့တဲ့ပြောရင်စင်ရသားဗန်းပြလူစားတွေပေါ့ကျွန်တော်ဒီလိုပဲနားလဲပါတယ်ဒီလိုတွေနမဲတက်ပြောလို့ပုတ်ခက်ရကြတယ်ဆိုရင်လဲမတက်နိုင်ပါဘူးအဲ့ဒီစကားအတိုင်း တကယ်တိုက်ဆိုင်နေတဲ့အကောင်းဆုံးဥပမာတွေကသူတို့တွေအထီးကဖြစ်နေလို့ပါမထင်ပေါ်သင့်ပဲထင်ပေါ်နေကြတော့တကယ်ရေသွေးရှိသူတွေကတိုးမပေါက်တော့ပါဘူးဒီတော့ဘာဖြစ်တယ်လဲဘလို့မှနားတော်မကောင်းတဲ့အတန်နဲ့စိုးနေကြတာကိုလေသူကလူနေတာပဲလေဆိုတဲ့စကားတွေနဲ့အားပေးကြဟိုဟာတွေကလည်းသူတို့ကိုသူတို့ဟုတ်ကြီးတွေထင်ကြဘာအမှုပညာတစ်စက်ကလေးမှမရှိတဲ့ကြောညာတွေဟာသတွေကိုလေသူတို့ကအလှတန်းတွေလုံနေရဆိုတဲ့စကားတွေနဲ့မြှောက်ပြင့်ပေးကြအဲထမကထင်ပေါ်လုံးမကထင်ပေါ်လုံးလာတော့ဒုတိယမိခင်တွေတတိယဖခင်တွေဖြစ် ဘာတွေလဲမြန်မာပြည်မှာ poverty ပွန်းတွေအားကောင်းလာခြင်းရဲ့နောက်ထပ်တရားခံအကြီးစားတွေကတော့တချို့မကတော့အောက်တန်းစားမီဒီယာတွေပါအပေါ်ကပြောတဲ့လှုပ်ရှားတွေနောက်တစ်ကောက်ကောက်လိုက်ပြီးအဲ့ဒီလှုပ်ရှားတွေပေးစာကန်းစာမဆုမဖို့ကိုစားပြီးလှုပ်ရှားတွေကို promote လုပ်ပေးတဲ့အောက်တန်းစားမီဒီယာတွေစနစ်ကလည်းမသေးပါဘူးခက်တဲ့တယ်ပဲပြောရရင်မြန်မာ celebrity မီဒီယာကွင်းဆယ်လီကဘာအစရှိတဲ့မီဒီယာတွေဟာအကုန်အောက်တန်းစားမီဒီယာတွေပါပဲဒါကမျက်စိရှိသိတဲ့ဥပမာပါ အောက်တန်းစားကသူတို့ကြီးပဲလို့ဆိုလိုတာမဟုတ်သေးပါဘူးအောက်တန်းစားမီဒီယာများဟာလှုပ်ရှားတွေကို promote လုပ်ပေးုံသာမကသူတို့ကိုယ်တိုင်အတွက်လည်းစင်းရဲသားတွေကိုတုံးချပြီး promote လုပ်ပါတယ်ဥပမာဘလိုတွေစင်းစင်းရဲ့အသက်မွေးနေရပြီဖြစ်တဲ့ကိုဘသူတို့အသက်ဘလောက်ရှိပြီဖြစ်တော့လဲပြင်မမတ်ရှားဖွေစားတောက်နေရရှာတဲ့ဒေါ်ဘသူတို့စားသဖြင့်တွေကိုရှာရှာဖွေဖွေကြကြနာနာရိုက်ငိုနေရကမှမရမကတွေရိုက်အဲ့လိုလောက်ရက်တွေအကုန်လုံးဟာတကယ်တော့ poverty ပွန်းတွေကြီးပါပဲအခုလည်းငလင်ဘေးဒဏ်ကိုအကြောင်းပြုပြီးပွန်းလူဒန်းစားတွေရော ိုးမီဒီယာတွေကမတိမတာရောတိတိတတတွေပဲလှုပ်ရှားကြတိတ်ယွန်းစရာကောင်းပါလေမေးပါရစေကျွန်တော်တို့တိုင်းပြည်ကအဲ့ဒီလိုလူစားတွေလောင်းနေပဲထိုက်တန်တဲ့တိုင်းပြည်မို့လို့လားအဲ့ဒီလူတွေကဒီတိုင်းပြည်ကိုအချင်းလိုသဘောထားပြီးညရည်တွေခြူကျင်တိုင်းခြူပြစင်ရသားပြည်သူတွေကိုသူတို့အတွက်အုံချကျင်တိုင်းအုံချနေတာကိုခံနေရတဲ့တိုင်းပြည်လားကျွန်တော်တို့ကသူတို့အချင်းဖမ်းကျင်တိုင်းဖမ်းခံနေရအောင်ကိုညံ့ကြမလို့လားသွေးကြည့်ကြပါဦးဒီစာမှာတချို့နံပါတ်တွေအတိအကျတည်ရေးခြင်းအတွက်နောက်တော့လုံးဝမရပါဘူး အဲ့ဒီနာမည်ပိုင်ရှင်တွေကိုလည်းဘာကြောင့်နဲ့မှတောင်းမမှာမဟုတ်ပါဘူးချစ်ချင်းများဖြင့် close to ဆိုကဒဲ့စော်ထားတာပဲဖြစ်ပါတယ်ဒီသတင်းကြောင့်လေးတကာတို့တော့ပါပဲခင်ဗျာအားလုံးပဲကိုယ်စိတ်ပါကျန်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်ကတော့တင်ဆက်သူအတ္တမန်ပါ thank you